ပြီးရလားနာယုံနဲ့မပြီးဘူးပြည့်တဲ့နာယုံနဲ့ဆိုတချို့ကတော့တရားနာတာတော့မှန်တယ်ပြန်လဲသွားရောဘာတရားဟောတော့ဆိုခေါင်းစည်းပါတော့ပြောင်းနော်ဘာဘာပြောင်းနေရလဲခေါင်းစည်းပါတော့ပြောင်းတာအထဲရတရားသားမမေ့ရသေးဘူးခေါင်းစည်းပါပြောင်းနေတဲ့လူတွေလည်းရှိတယ်အဲ့ဒါမျိုးနာလို့သင်ပြရလားမပြေဘူးအဲ့ဒါမျိုးဆိုရင်တရားဝဲကျင့်ပါရတဲ့ပုဂ္ဂိုလ်လည်းအလကားပဲဟောတဲ့ပုဂ္ဂိုလ်လည်းအလကားပဲဟုတ်လား အကုန်လုံးအလကားတွေကြီးတဲ့ဖြစ်ကုန်လိမ့်မယ်အဲ့ဒါကြောင့်နာယုံနဲ့မပြီးဘူးဘာလို့မှပြီးမှလဲကျင့်သုံးမှပြီးတာဘာလို့မှပြီးတာလဲအဲ့ကြောင့်မို့ဒီခေတ်လူငယ်များအခုသင်ထားတဲ့အပိုင်းလေးမှာကြတော့သာသနာသာသနာဘာသာရေးဘာသာရေးဆိုဒီမှာတို့နဲ့ဘာမှမဆိုင်ပါဘူးကွာလို့တချို့လေးတွေကသင်နေတာရှိတယ်အကုန်တော့မဟုတ်ပါဘူးနော်တချို့လူငယ်တော်တဲ့လူငယ်တွေမရှိဘူးလား ရှိတယ်အခုတော်တော်များများတရားဝဲတွေကျင်းပနေတာကိုကြည်လိုက်လူငယ်တွေဥဆောင်တာလာပင့်တဲ့အပိုင်းမှာလည်းလူငယ်တွေလာပင့်ညာလူငယ်တွေနဲ့ဆက်သွယ်ပြီးတော့တရားဝဲတွေကျင်းပကြလို့သလားမလို့လားအေးအဲ့ဒါကြောင့်တော်လာတဲ့လူငယ်တွေလည်းပဲအများကြီးရှိတယ်လို့ရှော်သွားတဲ့လူငယ်တွေလည်းမရှိဘူးလားအေးအဲ့ဒါကြောင့်လမ်းကြောင်းလေးတွေပေါ့တချို့လမ်းကြောင်းလေးတွေကိုမမှားပါစေနဲ့မှားရင်ကိုယ့်ဘဝလည်းနစ်နာတယ်ကိုယ်หนีတဲ့ကိုယ့်ရဲ့မိသားစုလည်းပဲနစ်နာတယ် ကိုနေတဲ့ရက်ွက်လည်းနင့်နာတယ်ကိုအမျိုးကိုပါပါလည်းနင့်နာတယ်မနင့်နာဘူးလားအဲ့ဒါကြောင့်မို့အတော့လေးတွေကိုတော့လျှော့စီခြင်းနဲ့ပြည့်တဲ့ရေဘာလေးတွေလျှော့ရအတော့လေးတွေလျှော့ပြီးမှအမောက်လေးတွေကလည်းနဲမှာအခုစားဟိုနတ်မှောက်ဒီနတ်မှောက်တော်တော်တွေ့ရနော်ဆိုင်ကယ်လေးနဲ့ဘေးဆိုင်ကယ်လေးထောင်တာလူကမှောက်ဆယ်ဘင်းလေးနဲ့လည်းပဲဆယ်ဘင်းလေးဘေးထောင်တာပြီးလူကမှောက်နေတာလေးတွေကကျုံပြီးမှမယုံရင်လိုက်ကြည့်လို့ရတယ် ုံပေးမှာခုအနေထားကနှစ်ဖွဲ့လောက်ဖြစ်နေတာနော်တစ်ဖွဲ့ကကြတော့သူ့ရဲ့ဇုံတွဲနဲ့သူ့ကိစ္စနဲ့သူတစ်ဖွဲ့ကကြတော့သူ့နိုင်ငံားမှာရှိတဲ့မာဖီးယားဂိုင်းပုံစံမျိုးဖြစ်လာဘာတွေလဲလို့ပြောရင်ယောက်ျားလည်းမဟုတ်ဘူးမိန်းမလည်းမဟုတ်ဘူးဘာတွေလဲအဲ့ဒါတွေခုတောင်းကျမ်းနေတာရှိတယ်ကျုံပေးမှာဟုတ်လားနော်တယောက်ထဲမသွားနဲ့နော်တယောက်ထဲမသွားနဲ့ပွဲကျမ်းမဲ့သဘောတောင်ရှိနေတာဟုတ်လားနော်တဖြည်းဖြည်းနဲ့ပြည့်စည်သလားမပြည့်စည်ဘူးလား ေးအဲ့ဒါမျိုးလေးတွေလူငယ်တွေပါမသွားပါသေးနဲ့ဟုတ်လားနော်ကိုယ့်ရဲ့သာသမီများဒီခေတ်ထဲမှာလူဖြစ်ဖို့လူတယောက်လောကထဲရောက်လာဖို့လွယ်ရဲ့လားမွေးထားတဲ့သာသမီလေးများတန်မိုးရှိတဲ့သာသမီလေးများဖြစ်ဖို့ရတော့ရေးကြီးပါရက်ွက်အတွက်နိုင်ငံအတွက်ဘာညာတွေဆိုတာအပါထားကိုယ့်အိမ်မှာကလူစိုးစင်းရင်းဝင်မနေဘူးရအရေးကြီးတယ်ဟုတ်လားနော်အဲ့ဒါကြောင့်မို့တရားကောင်းစီဗာပေးထားလဲ လူငယ်တို့အတွက်ဗုဒ္ဓလက်ညွန့်ချက်တဲ့အဲ့ဒီတရားကောင်းကြီးရဲ့အောက်မှာဒုသူတော်စင်တို့ကိုဥစဉ်ကဘယ်နှချက်လောက်သင်ပေးမလဲလို့ပြောရင်၅ချက်လောက်သင်ပေးမှာဘယ်နှချက်လောက်သင်ပေးမလဲ၅ချက်လောက်သင်ပေးမယ်နံပါတ်၁လူတော်လူကောင်းဖြစ်ကြောင်းအခြေခံ၄ချက်တဲ့ဗါတယ်လေနံပါတ်၂ဗါတယ်လေ ဘာ၃ကြောင်းရှောင်ရမှာလဲဒုတ်၃ကြောင်းကိုရှောင်တဲ့နံပါတ်၃ကဘာလဲလဲလူမိုင်းจิตစီကြောင်းတရားဘယ်နှပါလဲလဲဘယ်နှပါလဲလဲခုနှစ်ပါးနောက်နံပါတ်၄ကြည့်တော့ဘာလဲလဲသီခံစိတ်နဲ့သူ၏အပြည့်၅ပါးတဲ့နောက်နံပါတ်၅ကဘာလဲလဲ အရက်ကြောင့်ဘဝပြည့်ရသူတဲ့စုပေါင်းဘယ်နှချက်အေးအဲ့ဒီ၅ချက်ကိုတို့သူတော်စင်များကျူးစားပြီးတော့နာစီခြင်းပါတယ်ဟုတ်လားနော်နံပါတ်၄ကြည့်လိုက်လူတော်လူကောင်းဖြစ်ကြောင်းဘယ်နှခုလဲလေလူတော်လူကောင်းဖြစ်ကြောင်းအခြေခံ၄ချက်ရှိပါတယ်တဲ့လူတယောက်ကနေရင်ထိုင်ရင်ကောင်းသွားတာမဟုတ်ဘူးကျေးဇူးရပြုပြင်ပြီးလို့ကောင်းတာဘာလို့ကောင်းတာလဲ ရုပ်ပြင်ပြီလို့ကောင်းတာတို့ဒီရက်ွက်ထဲမှာလိုက်ပြီးတော့ကြည်ရင်ဘဘုထုတဲ့လူရှိသလားမရှိဘူးလားရှိပါတယ်ဗျာဖျားပုံတော်ထုတာတွေမရှိဘူးလားရှိပါတယ်မန်စီရွှေချလုပ်ငန်းတွေမရှိဘူးလားရှိပါတယ်ဗျာမန်စီရွှေချအဆင့်ဒီရောက်အောင်ကတခါတည်းတန်းရောက်သွားတာလားတစ်ဆင့်တစ်ဆင့်ချောလာတာလားတဆင့်တဆင့်ချောလာပြီးတဆင့်တဆင့်တက်ပြရတယ်ဆိုလိုချင်တာကပြုပြင်ပြီးမှအကောင်းထွက်တာဟုတ်လားဘာလို့မှလဲပြုပြင်ပြီးမှအကောင်းထွက်တာ လူလဲမွေးပြီးပြစ်ထားလိုက်လို့မရဘူးရရလားမိန်းကလေးပဲဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်ဖြစ်ကိုယ်အိမ်မှာကလေးလေးတယောက်မွေးလာပြီးရလို့ဆိုရင်ပြစ်ထားလိုက်လို့မရဘူးဟုတ်လားပြစ်ထားလိုက်ရင်ဘာနဲ့သွားပြီးတော့တူတလေလို့ပြောရင်မြစ်သေးတို့သမုဒ္ဒရာတဲတို့တို့တက်မပါပဲနဲ့လော်တက်မပါပဲနဲ့လှေတစည်းကိုလွတ်လိုက်တာနဲ့တူသလားမတူလားကဲလှေတစည်းကိုလွတ်လိုက်တယ်ဟဲ့လို့ဆိုရင်ဘယ်သွားမယ်ထင် မျိုးချင်းရမျိုးမယ်ဟိုဘက်ကန်းကတ်ချင်းကတ်မယ်ဒီဘက်ကန်းကတ်ချင်းကတ်မယ်မြုပ်ချင်းလည်းပဲမြုပ်လိုက်မယ်အပေါ်ဆန်းလျာအကြောင်းရှိလားမရှိဘူးမရှိဘူးအဲ့ဒါကြောင့်မို့လောကမှာလိုက်ပြီးတော့ကြည်ရင်ကိုမွေးထားတဲ့သာသမီများကိုကိုကိုယ်တိုင်လည်းပဲထိန်းကြောင်းပေးရနောက်တစ်ခုကဘာသာရေးနဲ့လည်းပဲထိန်းကြောင်းပေးရမယ်နှစ်ခုတာညက်ပြီးတော့ပြုပြင်ရနိုင်သလားမရနိုင်ဘူးလား နံပါတ်1မိသားစုကပြင်ပေးပါဘာပြင်ရမလဲမိသားစုကပြင်ပေးပါနံပါတ်2ကိုကိုးကွယ်တဲ့ဘာသာတရားကပြင်ပေးလိမ့်မယ်ဘယ်ကပြင်ပေးမလဲအခုဥစားကဘုန်းကြီးများကိုဆွန်းလောင်းနေလှူဒန်းနေတယ်ဆိုပေမဲ့တို့ဘုရားဘာသာ လူမျိုးကအသုံးပြတာလွဲနေတာပြည့်တဲ့ဘာလွဲနေအသုံးပြတာလေးတွေလွဲနေတယ်ပုံမှန်တိုင်းကကိုမသိတဲ့ဘာသာရေးပြဿနာလေးတွေ ကိုသားရဲ့စိတ်ကိုသမီးရဲ့စိတ်လေးကဒီလိုဖြစ်နေရှင်မြဒီလိုဒီလိုဖြစ်နေတဲ့အချိန်မှာဗုဒ္ဓရဲ့တရားတော်ဘာရှိပါသလဲဘုရားဗုဒ္ဓရဲ့တရားတော်လေးရှိရင်တပည့်တော်ကိုပြောပြပါတပည့်တော်သားသမီးကိုအဲ့ဒီတရားတော်နဲ့အညီဆုံးမခြင်းလို့ပါဘုရားလို့လာတောင်းတဲ့ပုဂ္ဂိုလ်ကရှားသလားမရှားဘူးလားရှားတယ်အဲ့လိုဆိုတော့ကိုယ်ကလည်းပဲကြာကြာနာနာမသိဆိုလို့ရှိရင်ကလေးကိုလွတ်ထားမိတတ်တယ် လွတ်ထားရင်လွတ်ထားရင်လည်းကလေးကကျင်းသွားမိုက်သွားတဲ့ကလေးလေးတွေဖြစ်သွားတာရှိသလားမရှိဘူးလားရှိပါပါနှမျောဖို့သိပ်ပြီးတော့ကောင်းတယ်လူဘဝရဖို့လွယ်ရလားအဲလူဘဝရဖို့ရတကယ်မလွယ်ဘူးပြည့်သိအဲ့လိုမလွယ်တဲ့ဘဝကိုကိုကအလကားနေရင်သာဒီလိုကြီးနေပြီးတော့သေပြီးထွက်သွားရရင်အကျိုးရှိရလားရှိပါပါအေးအဲ့ဒါကြောင့်လူတော်လူကောင်းလေးတွေဖြစ်ဖို့ရရည်ကြည်သလားမကြည်ဘူးလားရှိ ေးအရေးကြီးတယ်အခြေခံ၄ချက်နဲ့ပြည်စုံရမယ်တဲ့ဘယ်နှချက်နဲ့ပြည်စုံရအခြေခံ၄ချက်ဆိုတာကနံပါတ်၁ပါဠိစာပေမှာတော့သပုရိသတံသေးဝါဗါတယ်လေသပုရိသတံသေးဝါပြောကြည့်ပါဗါတယ်လေအေးပါဠိစလုံးတော့ရေးခြင်းမှာရေးမြန်မာလူကျတော့တိုက်ရိုက်လေးမှတ်ထားလိုက်သူတော်ကောင်းနဲ့ပေါင်းသင်ခိုင်းရမယ်တဲ့ဗါတယ်လေသူတော်ကောင်း ဘာလုပ်ပေးရမှာလဲလေသူတော်ကောင်းနဲ့ကောင်းတင်ခိုင်းရမယ်တဲ့လူသလားမလူဘူးလားလူတယ်ကလေးလေးတွေကိုကအိမ်မှာမွေးလာပြီဟဲ့လို့ဆိုရင်ဘုန်းကြီးเจ้าကိုသွားပြီးတော့ဆွန်ညိုင်လေးပို့တဲ့အခါကလေးလေးတွေခေါ်ခဲ့တပြက်စီလေးဖျားသွားပြီးတော့လဲတဲ့အခါကလေးလေးကိုခေါ်ခဲ့ခေါ်ခေါ်လာလို့မရဘူးလားအဲ့ဒါမျိုးလေးခေါ်ခေါ်ပြီးတော့ဖျားနဲ့နီးအောင်တရားနဲ့နီးအောင် တန်ခါနဲ့နှီးအောင်အတန်ထိတ်တင်ပေးရဘာလို့တင်ပေးရလဲတင်ပေးလို့မရဘူးလားရတယ်မာမှုမိဖျားသွားလို့မရဘူးလားနှီးနေတဲ့ပုဂ္ဂိုလ်ကလေးစားခဲ့တယ်ဟုတ်လားနော်မာမှုမိဖျားဟိုးအဝေးကြီးကပုဂ္ဂိုလ်များကလာရင်တော့ဖူးဖူးမှုကြီးညိုသလားမကြီးညိုဘူးလားဒါပေမဲ့ဒီနန်းနေတဲ့လူကြတော့တော်တော်များများကကတ်ကြော်စီရီကြီးလို့ဖြစ်နေတာဟိုနန်းကကတ်ကြော်သွားလိုက်ဒီနန်းကကတ်ကြော်သွားလိုက်ဖြစ်သလားမဖြစ်ဘူးလား အေးအဲ့ဒါကြောင့်မို့ဒီလိုဖျားသွားတဲ့အခါဆိုရင်ခေါ်သွားရတယ်ဟုတ်လားနော်ခေါ်သွားပြီးတော့ပြုပြင်ပေးလို့မရဘူးလားအေးဒီလိုလေးဝစ်ချရာမျိုးလေးလှုပ်ရေကိုဒီလိုလေးလှူလှုပ်လို့မရဘူးလားအဲ့ဒါမျိုးလေးတွေပြုပြင်ပေးပါအဲ့ဒါမျိုးခုံကြီးကြောင်းသွားလဲခေါ်သွားဆရာသမားတွေဒီသွားရင်လဲခေါ်သွားတော့အပြင်ဘာလှုပ်ပြီးသားရတယ်လဲပြောရင်သူတော်ကောင်းနဲ့ပေါင်းတင်ခိုင်းပြီးသားဖြစ်သွားတာဘာဖြစ်သွားလဲ လိုသလားမလိုဘူးလားဟဲသူတော်ကောင်းနဲ့ပေါင်းသိမိသွားပြီဟဲ့လို့ဆိုရင်အဲ့ဒီပုဂ္ဂိုလ်တဆင့်တက်လိုက်လို့ရပထမတဆင့်ကတော့သူတော်ကောင်းဆိုတာဘယ်သူလဲဆိုတာယဉ်ရှားရှားသလားရှားသိမ့်သလားမရှားသိမ့်ဘူးလားသူတော်ကောင်းလို့သတ်မှတ်လို့ရတာကလူတယောက်မှာအချက်၃ချက်နဲ့ကြည်ရဘယ်နှချက်နဲ့ကြည်ရလဲနံပါတ်၁ကာယကံကြည်ရဘာကြည်ရလဲကာယကံဆိုတာကတက်ဖြတ်မှုကိုဝါဒနာပါသလား ခိုးတာကိုဝါဒနာပါသလားသူတော်ဘာတမယာစော်ကားတာကိုဒီလူကဝါဒနာပါသလားပါရင်ကိုကလေးအဲ့ဒီလူနဲ့မကက်စင်နဲ့ယောဂါကူးတဲ့ဘာကူးတဲ့လဲယောဂါကူးတဲ့ပါပဲနောက်တစ်ခါဝစီကံနဲ့တိုင်းတာကြည့်ဝစီကံနဲ့တိုင်းတာကြည့်တဲ့အပိုင်းမှာဒီလူရဲ့အပြောဆိုကိုကြည့်လိုက်လိန်တဲ့ညာတဲ့သလားတယောက်နဲ့တယောက်သူကချောပြက်ဂုံးတိုက်လှုပ်တဲ့သလားကြမ်းကြမ်းထန်ထန်ပြောဆိုတဲ့သလား ေးဒါမှမဟုတ်ရင်လည်းပဲအဲ့ဒီပုဂ္ဂိုလ်ကအတင်းအဖျင်းပြောရသလားသူ့ရဲ့အပြုတ်အမှုထဲမှာပါဇက်ကိုကြည့်လို့လည်းမရဘူးလားမရပါဘူးခင်ဗျာသူထွက်လာတဲ့အတန်ကိုနားထောင်လို့မရဘူးလားမရပါဘူးရပြီးတော့ကြံကြံထန်းထန်းဆိုရင်သွားမပေါင်းခန့်နဲ့ကိုသားသမီးပါကြံသွားတဲ့တဲ့လိန်တဲ့ညာတဲ့ရင်လည်းပဲယောဂကူးသွားတဲ့ကူးသလားမကူးလားကူးတယ်ဟုတ်လားနော် အေးအဲ့ဒါကြောင့်မို့ကလေးအရွယ်ဆိုတာကလုံးဝတန့်စင်နေတာသိသိဘာဖြစ်နေတာလဲလုံးဝတန့်စင်နေတာအဖြူတယ်အဖြူတယ်ဖြစ်တဲ့အဲ့ဒီကလေးကိုစပြီးတော့ပေါင်းတဲ့အထူးအဖြစ်ကျောင်းသားအရွယ်ပေါ့ကျောင်းသားအရွယ်မှာခုခေတ်က၈တန်းလောက်ဆိုရင်ကိုအရွယ်လေးရောက်သလားမရောက်ဘူးလားအေး၈တန်း၉တန်းဆိုရင်အရွယ်လေးတွေရောက်လာကြပြီအဲ့ဒီအချိန်မှာအရေးကြီးဆုံးပဲသိသိအဲ့ဒီအချိန်မှာတချို့၈တန်းကျောင်းသားလောက်မှာသွားပြီးတော့ကြီးလိုက်ရင် ေးလေးလေးတွေနဲ့ကိုင်းရလေးတွေနဲ့တွေ့ဘူးလားအဲ့ဒါမျိုးလေးတွေဖြစ်တတ်တယ်အဲ့ဒါဆိုရင်ကိုကအချိန်မီတားပြီတားတဲ့အပိုင်းမှာလည်းပဲမိဘဖြစ်တော့ရိုက်နဲ့တားရမှာလားလို့ပြောရင်မဟုတ်ဘူးဒီခေတ်ကလေးကတော်တော်များများကအတိတရားအတော်သင့်ကတော့ရှိတယ်ရှိသလားမရှိဘူးလားသဘောတရားနဲ့ကြာကြာနာနာသုံးမပြသဘောတရားနဲ့သုံးမပြလိုက်ကလေးတွေတဖြည်းဖြည်းနဲ့ယဉ်ကျေးလာပါလိမ့်မယ် နောက်တစ်ခုကလူချားသူချားမဆုံးမလို့ရရေးကြည့်ပါဘာရေးကြည့်လဲလူချားသူချားမဆုံးမမိဖို့ရရေးကြည့်တချို့ကငါလဲမိပါကွာဆိုပြီးတော့တွေ့တဲ့နှမ်းမှာကောက်ပြီးတော့သာသမီကိုအရွယ်မရောက်တဲ့ရောက်ကလေးကိုသွားပြီးရိုက်လိုက်ရအဲ့ဒီအချိန်ရိုက်ထားတဲ့အဲ့ဒီဒံရသည်နာရမနာရပါထစိတ်နာသွားတဲ့တိတ်တိတ်ဘာနာသွားတဲ့လဲအဲ့ဒါကြောင့်မဆုံးမတတ်ဖို့ရလဲလူသလားမလူလား မဆုံးမတိုင်းအဲ့ဒါပြဿနာဖြစ်တတ်တယ်ဟုတ်လားအဲ့ဒါကြောင့်မို့ကလေးများကိုယဉ်ကျေးအောင်ပထမဦးဆုံးလုပ်ရင်